ချန်တယ်လာမန်ဒါလီနာပဲနိုင်မယ်လို့ခံမှန်းနေကြတဲ့နာမည်ကျော် UFC ချန်ပီယံကြီးများ အားလုံးပဲမင်္ဂလာပါ Marshall Academy Channel ကနေပြည်သက်အားလုံးကြိုဆိုပါရခင်ဗျာကျွန်တော်တို့ Marshall Academy Channel ဆိုရင် MMA လောကရဲ့နောက်ဆုံးသတင်းတွေ One Championship UFC အစရှိတဲ့သတင်းတွေနဲ့မြန်မာကိုယ်စားပြု Fighter တွေထူးခြားတဲ့အကြောင်းအရာတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ Channel လေးတစ်ခုပါဒါကြောင့်မလို့ Marshall Logo Channel တဲ့ညီကိုရင်းနေနဲ့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားဖို့ကျွန်တော်ကဗီဒီယိုမစခင်မှာမြစ်တိုက်ခင်ပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ကျွန်တော်ပြောချင်တာကတော့ Lamet တနင်္ဂနွေနေ့မှာဆိုရင် UFC က UFC 322ပြိုင်ပွဲကိုကျင်းပသွားတော့မယ်။အဲ့ဒီပြိုင်ပွဲမှာအဓိကခေါင်းပွဲနေရာမှာ Islamaka Chef နဲ့ Jet Della Mandalina တို့က UFC ရဲ့ Waterweight Champion ခပ်လူပွဲကိုရင်ဆိုင်ထိုးသက်သွားကြမယ်။ Maka Chef ကလည်းအလုံးသိပြီးသား Fighter Jet Della Mandalina အကြောင်းကိုလည်းပြိတက်တွေအလုံးကသတိထားမိနေပြီ။ဒါကြောင့်မလို့ Tredududu D Fighter နှစ်ယောက်အကြောင်းကိုမိတ်ဆက်နေစရာမလိုတော့ဘူးလို့ကျွန်တော်ကတော့မြင်ပါတယ်။ဒီပွဲအခင်းကြီးလေးအကြောင်းကိုပြောချင်တာပါ။ Islamaka Chef တို့ရဲ့ Lightweight Champion ခပ်ကိုဆွန့်လွတ်ပြီးတဲ့နောက်ပိုင်းမှာ ပထမဦးဆုံးအနေနဲ့ UFC ရဲ့ Welterweight Champion ခပ်ကိုစိန်ခေါ်မဲ့ပွဲပေါင်180တန်းမှာပထမဦးဆုံးအနေနဲ့ထိုးတက်မဲ့ပွဲပါအဲ့ဒီပွဲမှာတွေ့တဲ့ fighter ကလည်း Jet Della Mandalina ဆိုတဲ့လုံးဝ short တွက်လို့မရတဲ့ champion တယောက်နဲ့ရင်ဆိုင်ထိတ်တိုက်တွေ့နေတာပါဒီပွဲခင်းချင်းကိုကျွန်တော်ဟိုတနေ့ကဗီဒီယိုမှာပြောခဲ့တဲ့အတိုင်းပဲ prediction လုပ်တဲ့လူတွေအပါအဝင်တော်တော်များများကသုံးသက်ချက်တွေလုပ်တဲ့နေရာမှာခံမင်းရတအားခတ်တယ်လို့ကျွန်တော်ကပြောခဲ့ပါတယ် ဒီတောင်းကိုနမဲကျော်ဖိုင်တာကြီးတွေကိုတိုင်ကလည်းသုံးသက်ရတာတအားခက်ခဲတဲ့ပွဲလို့မှတ်ချက်တွေပေးတာမျိုးကိုကျွန်တော်တို့ကတွေ့ရတယ်။ဖိုင်တာတော်တော်များများကတော့အစ္စလာမ်ကာရှက်ကအခုမှဝက်တဝိတ်တန်းကိုတတ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဝက်တဝိတ်တန်းမှာမကာရှက်ပြအောင်မြင်နိုင်မှမလားဆိုတဲ့ပုံစံမျိုးနဲ့ကိုမင်းငေါထုတ်နေတာမျိုးကိုတွေ့ရ ထုံးစံတိုင်းပြောရရင်ဝိတ်တန်းတက်ပြီးထိုးတဲ့ fighter တွေကအနည်းနဲ့အများတော့ဒုက္ခရောက်ကြတာမျိုးတွေတွေ့ရတယ်။ဒီဟာကရှင်းမှာတာရကာပေါင်းများစွာရှိခဲ့ပိုးတာကိုကျွန်တော်တို့ပြည်သက်တွေကလည်းလက်ခံမယ်လို့ထင်ပါတယ်။ကျွန်တော်တို့မြန်မာပြည်သက်တွေလည်းဒီအကြောင်းတွေကိုကောင်းကောင်းကြီးသိထားပြီးလောက်ပြီးဒါကြောင့်မလို့ထွေထွေတူတူပြန်ပြီးပြောနေစရာမလိုတော့ဘူးလို့ထင်တယ်။ဒါဆိုရင်ပွဲပေါ် prediction တက်တာလေးသုံးသပ်ကြည့်ကြပါမယ်။ဂျက်တလာမန်ဒါလီနာကအရက်9ဘေး17လမရှိတယ်။အစ္စလာမကာရှက်ကအရက်9ဘေး10လမရှိတယ်။ ဖိုင်တာနှစ်ယောက်လုံးကလည်းတကယ်ကိုကောင်းတဲ့ဖိုင်တာတွေဂျက်ဒလာမန်ဒါလီနာက striking ဘိုင်းမှာတော်တော်ကောင်းတဲ့ဖိုင်တာကစ်ဘောက်ဆင် background ကလာတဲ့ဖိုင်တာအစ္စလာမ်ကရှက်ကကြတော့ grounding ဘိုင်းမှာဆရာတစုပဲ grounding ဘိုင်းမှာသူ့ရှင်နိုင်တဲ့ဖိုင်တာဆိုတာခက်ရှားရှားပြီးတော့နာမည်ကျော်ခါဘစ်တင်းရဲ့တင်းမှန်ပါတယောက်ခါဘစ်ရဲ့ညီလို့တောင်ပြောလို့ရတဲ့ဖိုင်တာ pound for pound number 1 fighter ဟောင်းအခုတော့ pound for pound number 2 fighter ။ဒါကြောင့်မလို့ပွဲအခင်းချင်းကြီးကသုံးသက်ရတယ်လေတအားခက်ခဲသလိုစိတ်ဝင်စားမှုပေါင်းများစွာနဲ့ပြင်းထန်နေတဲ့ပွဲချင်းတစ်ပွဲဖြစ်မယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ဒီပွဲကတလင်းကွန်းနေနေဆိုထိုးတော့မယ်။လက်ရှိချိန်မှာကဘာကျော်ဖိုင်တာကြီးတွေချန်ပီယံကြီးတွေကလည်းပွဲစုပရီတက်ရှင်လေးတွေပြုလုပ်လာကြတယ်။ဖိုင်တာအများစုကတော့ဒီပွဲမှာထိုးထိုးကြကြပဲချက်တယ်လားမန်တာလီနာပဲနိုင်သွားမယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့သုံးသက်နေတာကိုကျွန်တော်တို့ကတွေ့ရတယ်။ပထမဦးဆုံးပြောချင်တာကဟိုတလီကဗီဒီယိုထဲမှာတော့ကော်နာမက်ဂရီဂိုက အစ္စလာမ်ဘကာရှက်ကဂျက်ဒယ်လာမန်ဒလီနာကိုဘလို့မှမနိုင်နိုင်ဘူးဆိုပြီးပြောထားခဲ့တဲ့အကြောင်းလေးကိုကျွန်တော်ကျင်းဆက်ပေးပြီးပြီဒီဗီဒီယိုကိုမကြည့်ရသေးရင်လည်းကျွန်တော်အပေါ်မှာ link ချပေးထားမယ်အဲ့ဒီဗီဒီယိုကနေတဆင့်သွားရောက်ပြီးကြည့်ရှုနိုင်ပါတယ်ခင်ဗျာဒီနေ့ပြောချင်တဲ့ fighter နှစ်ယောက်ကတော့ Michael Chandler နဲ့ Israel Adesanya ညာတို့ကဒီ UFC 322ပြိုင်ပွဲရဲ့ main event ကို prediction လုပ်လိုက်တဲ့အကြောင်းလေးကိုကျွန်တော်ကကျင်းဆက်ပေးနေတာပါ UFC ရဲ့ middleweight champion ဟောင်း Israel Adesanya ညာကတော့ ဒီပွဲမှာချက်ဒယ်လာမန်ဒါလီနာကဒုတိယအချီဒါမှမဟုတ်တတိယအချီမှာအလဲထုံးနဲ့မကာရှက်ကိုနိုင်သွားမယ်ဆိုတဲ့ပုံစံမျိုးနဲ့မှတ်ချက်ပေးလာပါတယ်။ဒီအကြောင်းကိုတော့ချန်ပီယံဟောင်းကြီးအစ်စီကအခုလိုမျိုးပြောသွားတာဖြစ်ပါတယ်။အစ္စလန်ကိုစန့်ချင်ပြီးကျွန်တော်အနေနဲ့မခံမှန်းချင်ပါဘူး။ဒါပေမဲ့ဒီပွဲမှာချက်ဒယ်လာမန်ဒါလီနာပဲနိုင်မယ်လို့ထင်နေပါတယ်။ချက်က striking ဘိုင်းမှာရှင်ဖြုတ်နိုင်မယ်ထင်ပါတယ်။အဲ့ဒါကတကယ့်ကို problem အကြီးစားပါပဲ။ အစ္စလာမ်ကဂျက်တယ်လာမန္တလီနာရဲ့လက်သီးတွေနဲ့ဖိအားပေးတာခံရလိမ့်မယ်။အဲ့လိုခံရပါများလိုက်ရင်အစ္စလာမ်မကာရှက်အနေနဲ့နာကျင်လာပါလိမ့်မယ်။ဒီပွဲမှာတော့ဂျက်တယ်လာမန္တလီနာကမကာရှက်ကိုအလဲထိုးသွားနိုင်မယ်လို့ကျွန်တော်ကထင်ပါတယ်။ဒုတိယအချီဒါမှမဟုတ်တတိယအချီမှာပွဲပြီးသွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့ခံမှန်းချင်ပါတယ်။ဒီလိုမျိုးအစ္စရေးအဒဆန်ညာကပြောသွားတယ်။အစ္စရေးအဒဆန်ညာကတော့မကာရှက်အနေနဲ့အလဲထိုးခံရမယ်လို့ပြောလိုက်တယ်။ခင်းချင်းရတော့ တကယ်ကိုစိတ်ဝင်စားစရာကောင်းတယ်ဗျာဂျက်တယ်လာမန်ဒလီနာအနေနဲ့ဖိုက်တာတော်တော်များများကလည်းယုံကြည်မှုတွေမြင်မာထားကြတယ်တော်တော်လေးကိုခံမှန်းသုံးသက်သူတွေကလည်းခြေဒီယံပဲစားသွားမယ်စသဖြင့်ပုံစံလေးနဲ့ပြောတယ်အခုအစီရလည်းဒီလိုမျိုးပြောလိုက်တော့ခင်းချင်းကတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းတယ်လို့မြင်တယ်ဒိုမီဒီတိုင်အောင်မကာရှက်ဖ်ကလည်းသူတို့ပြောတယ်လို့မျိုးလွယ်လွယ်နဲ့ရှုံးပေးနိုင်တဲ့ fighter မဟုတ်တယ်လို့လွယ်လွယ်နဲ့လည်းနိုင်နိုင်တဲ့ fighter မဟုတ်ဘူးဆိုတော့ကျွန်တော်တို့ကသတိထားရမယ် အစ္စလာမ်မကာရှပ်ကဒီပွဲမှာချက်တယ်လာမန္တလီနာဝင်လုံးပါပဲဗျာအကယ်၍ဝင်လုံးခဲ့ရင်အကယ်၍မြဝင်လုံးလို့ချက်တယ်လာမန္တလီနာကပါသွားရင်တော့ဒီပွဲကမကာရှပ်ရဲ့ပွဲဖြစ်သွားမှာပဲဗျာတိတ်တောင်းဒီဖ ens ကောင်းကောင်းနဲ့ချက်တယ်လာမန္တလီနာကတိတ်တောင်းဒီဖ ens ကိုလှုပ်ထားနိုင်မယ်ဆိုရင်တော့ဘာမဆိုဖြစ်သွားနိုင်တယ်လို့ပြောလို့ရတယ်ဒီလိုတိတ်တောင်းဒီဖ ens လှုပ်ထားနိုင်အောင်မှချက်တယ်လာမန္တလီနာက100%နိုင်မယ်လို့ပြောလို့မရသေးဘူးဗျာ တဖက်မှာ striking မိုင်းမှာလည်းမကာရှက်ကကောင်းတာပဲအရင်ကြီးညံ့နေတာမို့မဟုတ်ဗျာခါပေးတက်တော်မှာ striking မိုင်းကပိုကောင်းနေသေးတယ်မကာရှက်ကဒီလိုမျိုးအနေထားတဖက်မှာချက်တယ်လာမန်ဒါလီနာက striking မိုင်းမှာနည်းနည်းလေးမကာရှက်ပြတ်ပိုးတာတယ်ဘာကြောင့်လဲဆိုတော့သူကကစ်ပေါ့စာဗျာပြီးခဲ့တဲ့ပွဲမှာကြည့်လိုက်ဘီလာမိုဟာမတ်ကဝင်းမလုံးတော့ဘလူခံလိုက်ရလဲဆိုတာမြင်လိုက်မယ်။ဒါကြောင့်မကာရှက်ကဒီပွဲမှာချိန်ပြီးချက်တယ်လာမန်ဒါလီနာကိုဝင်းလုံးပါပဲ။ဒါက100%နီးပါးသေချာတယ်လို့ကျွန်တော်တို့ကပြောလို့ရတယ် ဒါကြောင့်အရင်ကြီးတော့ရဲကူနေတဲ့ပွဲမဟုတ်ဘူးအစ္စလာမ်ကရှက်ကသာတိတ်တောင်းညသွားရင်တော့ပေကြပေါက်ဒီပွဲမှာချက်တယ်လာမန္တလီနာနေနဲ့အရင်နိုင်သွားနိုင်တယ်လို့ကျွန်တော်ကတော့မြင်တယ်ဒီလိုမျိုးပဲဖိုင်တာကြီးတွေကလည်းသုံးသက်ကြတယ်နောက်ထပ်သုံးသက်လာတဲ့ဖိုင်တာကမိုက်ကယ်ချန်နလာဖြစ်ပါတယ်မိုက်ကယ်ချန်နလာကတော့ဒီပွဲနဲ့ပတ်သက်ပြီးအခုလိုမျိုးပြောပါတယ်ချက်တယ်လာမန္တလီနာကတော့ပေါင်စင်ပိုင်းမှာပိုကောင်းတာပေါ့ အစ္စလာမ်ကရှက်ကလည်းထရိနင်းမှာဝိုင်တန်းကြီးတဲ့ဖိုက်တာတွေနဲ့ပဲ grappling လုံးနေကြဆိုတော့သိပ်ပြီးကိစ္စရှိမှာတော့မဟုတ်ဘူးပါဝါနဲ့ strength ပိုင်းမှာကလည်းအစ္စလာမ်ကကောင်းတယ်ဝိုင်တန်းတက်လာတဲ့ဆိုပေမဲ့သူ့ရဲ့ body တိုင်းနဲ့ welterweight တန်းကကိုက်မယ်လို့ထင်တယ်ချက်တယ်လာမန်ဒါလီနာရဲ့ boxing ပိုင်းနဲ့ power ပိုင်းကတော့ပိုပြီးကောင်းနေတာပေါ့ဒီဘက်မှာခမန်းရရင်တော့ချက်တယ်လာမန်ဒါလီနာကစားတော့မယ်လို့ထင်တယ်အစ္စလာမ်ကရှက်နိုင်သွားရင်လည်းအန်အားသင့်စရာရှိမနေပါဘူးဆိုပြီးတော့ပြောသွားတယ် ဘိုက်ကချနလာကလည်းဒီပွဲမှာချက်တယ်လာမန္တလီနာပဲစားသွားမယ်ထင်တယ်လို့ပြောတယ်။သို့ပေမဲ့သူကတော့အပြတ်ချီမပြောသွားဘူး။အစ္စလာမ်မကာရှက်နိုင်သွားရင်လည်းအဲအသင်းဒီမှာမဟုတ်ဘူးဆိုပြီးတော့မှပြောသွားတယ်။အစီကတော့လုံးဝဒုတိယချီသုံးဟုတ်တတိယချီမှာပွဲသိမ့်မယ်လို့ပွဲသိမ့်ခံရပြီးမကာရှက်အလဲထုံးနဲ့ရှုံးမယ်လို့ပြောတယ်။မိုက်ကချနလာကတော့ဘာမဆိုဖြစ်သွားနိုင်တယ်ဒါပေမဲ့ GDM ဘက်ကနေသူကအများကြီးပိုရှိနေတယ်ဆိုတဲ့သဘောမျိုးကိုပြောသွားတာမျိုးကိုကျွန်တော်တို့ကတွေ့ရတယ်။ဖိုင်နာလီ၃၀ချက်အရာ တကယ်ကိုမှ ခမန်းရခတ်တဲ့ပွဲ MMA ပြိတ္တအားလုံးလေးစောင့်ကြည့်နေတဲ့ပွဲချမ်းတဲ့ပွဲလို့ကျွန်တော်ကတော့မြင်ပါတယ်ကျွန်တော်အနေနဲ့ကလည်းသုံးသပ်ရတဲ့တကယ်ကိုခက်ခဲပါတယ်ပြောရရင်မကာရှက်အနေနဲ့တိတ်တောင်းလုတ်ပြီးတော့တိတ်တောင်းရှာသွားပြီဆိုရင်တော့ချက်တယ်လာမန်ဒါလီနာမလွယ်ဘူးချက်တယ်လာမန်ဒါလီနာကတိတ်တောင်း defense ကောင်းကောင်းနဲ့ပွဲထဲမှာကင်တွယ်နိုင်ပြီမကာရှက်လုံးဝတိတ်တောင်းလုတ်လို့မရဘူးဆိုရင်တော့အဲ့ဒီပွဲမှာချက်တယ်လာမန်ဒါလီနာကနိုင်သွားမယ်လို့ကျွန်တော်ကတော့ထင်မြင်ယူဆမိပါတယ်ဒါကတော့ကျွန်တော်ရဲ့ သုံးသက်ချက်ကျွန်တော်ခံမှန်းမိတာလေးကိုပြည်သက်တည်းစီသုံးသက်တင်ပြပေးတာဖြစ်ပါတယ်ဒီနေ့ပြောချင်တာကတော့ဒါပါပဲအစ္စလာမကရှက်နေနဲ့လုံးဝမနိုင်နိုင်ဘူးလို့ပြောနေကြတဲ့နာမည်ကျော် UFC ချန်ပီယံကြီးတွေအကြောင်းကိုလာရောက်တင်ဆက်ပေးတာပါ နောက်ရက်ဒီမှာလေကျွန်တော်ရဲ့ Marsha Academy Channel ကနေအခုလို MMA နဲ့ပတ်သက်တဲ့သတင်းတွေ One Championship Shoe FC ဆက်ရှိတဲ့သတင်းတွေနဲ့မြန်မာကုသဗီဖိုင်တာတွေထူးခြားတဲ့အကြောင်းတွေနေ့စဉ်ပုံမှန်တင်ဆက်ပေးနေမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ Marsha Local Channel တဲ့ညီကိုရီနေနဲ့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားဖို့မျှတကြပါခင်ဗျာ။ပရိသတ်အလုံးထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။